ကလေးတငယ်တွေကိုရင်းနှီးအောင်လုပ်ပြီးညခေါ်သွားတာကိုခံခဲ့ရတဲ့ကလေးလေးမိင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ကုလတ်တလုံးမှာတော့မနက်မိုးလင်းလို့ Facebook ဖွင့်ကြည့်လိုက်တိုင်းစိတ်မချမ်းမြေ့စရာကတော့လူပြောက်တရေမျိုးပဲဖြစ်ပိုက်နေစဉ်နဲ့အမျှလူကြီးလူငယ်မရွေးပျောက်ဆုံးနေကြတာဖြစ်ပြီးကလေးငယ်လေးတွေပို့လို့အပြောင်များလာတာပါဒါပြီးကလေးတွေကိုလိညာခေါ်ဆောင်သွားပြီးမိဘတွေကိုငွေညစ်တာတွေပြန်ပြီးဆွဲတာတွေလည်းရှိလာသလိုကလေးငယ်လေးတွေကိုငွေရတာနဲ့ကျုံနေနေရာမှာစွန့်ပစ်ခဲ့တဲ့တဲ့င်းတွေလည်းများစွာတွေ့လာရတာပါ နောက်ပြီးကလေးတွေကိုချင်းကပ်ပြီးအလုံးနဲ့ဆွဲကာခေါ်သွားကြတဲ့သူတွေလည်းများစွာရှိပါတယ်။ဒါကိုအယုံရဲကလေးတချို့ကတော့အဆင်ပြေမဲ့အခြေအနေလိုက်သွားကြပြီးတစ်ဖက်မှာမိဘတွေကစိတ်ပူတော့ကရောက်နေကြရတာပဲဖြစ်ပါတယ်။အခုတခါမှလည်းအပေါင်းအသင်းကဆွဲတာကြောင့်တားငယ်လေးတရားပါသွားကအခုချိန်ထိရှာမတွေ့ဖြစ်နေကြရတာပဲဖြစ်ပါတယ်။ ဒါကြောင့်အရန်ကိုစိတ်ပူနေရင်မိဘတွေကတော့ကူညီကြပါဦး။ကျမသားလေးမောင်ဥက္ကာပြုတ်ကတော့မိဘတွေကိုကားဝက်ရှော့မှာအလုပ်လုပ်ချင်တယ်ပြောလို့အမေဖြစ်သူကလိုင်းတာယာကအလုပ်ရှင်နဲ့တီချာအပ်ထားခဲ့ပါ යි ။ခဏရဲ့6လ2025ရက်နေ့ကထားခဲ့ရပါ။ခြေရဲ့6လ2025ရက်ကရှိပါသေးရဲ့။အဲ့ညမှာသူ့တငယ်ချင်းဆိုလားအလုပ်လုပ်ဖို့ရောက်လာပါ යි ။တိန်ထေဝင်လို့တော့ပြောတယ်။ဒါကိုဘယ်သူလဲလို့သူ့ကိုအလုပ်ရှင်ကမေးပါ යි ။အဲ့ကစားလို့သူပြောတဲ့စကားတွေကိုမသိငါဘူး။အလုပ်ရှင်ကတိတ်သဘောမကျဘူးလို့ပြောပါ යි ။ အဲ့ကနေသားတငယ်ချင်းဆိုရဲကောင်းလေးကမနက်မိုးလင်းတာနဲ့ထွက်ပြေးသွားခဲ့ပါသားလေးကိုဘာရီမှသားလဲမသိပါဘူးသားကမနက်ကြအလုံးမစင်မဲဘိုက်အောင်နေဆိုပြီးစီးသွားဝင်မဲ့ပြောကပတ်စံတတောင်ချေပြီးထွက်သွားခဲ့ပါထွက်သွားတာနေ့လဲ7နှစ်လောက်ကပါတနားလောက်ကျတော့သူ့အလုံးရှင်စီကဖုန်းဆက်ပါအကျိုးကြောင့်ပြောပြလို့ကျမသားလေးစီဖုန်းဆက်တော့သားလေးကသူမဟုတ်တယ်လို့ပဲသားစီရဲ့မှာမျက်စိလည်နေလို့အခုပြန်လာပြီးအမေအလုံးရှင်ကိုပြောပြပါဆိုလို့ပြောပြခဲ့ပါ ။နောက်နိုင်ဝတ်ထက်ကြတော့အလုရှင်ကကျမသားရှောက်မလာဘူးတဲ့။ကျမဒါနဲ့ဖုန်းထက်ဆက်တော့ဆက်ပိတ်သွားပါပြီ။ခေါ်လို့လုံးဝမရတော့လို့ပါ။သူ့လောက်ကလိုင်းသားရတစ်ထိတ်တပင်ရွှေထီးလမ်းမှာဖြစ်ပြီးအလုရှင်ကလည်းကားနဲ့ပတ်ရှာပြီးမတွေ့ရလို့ပါ။ဝက်ရှော့ပီးကကွန်းရံဆိုင်မှာဈေးဝယ်ရင်းနဲ့ပြောသွားတာကတော့ရှမ်းပြည်ကိုသူ့တငယ်ချင်းနဲ့အလုသွားလုပ်မယ်ဆိုပြီးပြောသွားခဲ့တာပါ။အဓိကတော့သူတငယ်ချင်းဆိုသူကကလေးကိုခေါ်သွားတာဖြစ်ပြီးမိဘတွေလည်းအယံစိုးရိမ်နေရပါသူ့တော်တွေလည်းဟိုးအဝေးကနေစိုးရိမ်ပူပန်လို့နေကြပါရှင့် ကူပြီးတော့ share ပေးကြပါဦးကျမသားလေးပေးခင်ပါစီတွေ့ရင်ဒီဖုန်းနံပါတ်39 0908423ကိုအကြောင်းကြားပေးပါဦးဆိုပြီးအကူအညီတောင်းလာခဲ့တာပဲဖြစ်ပါအလုံးလေးဘသူကကအယုံမလွယ်ကြဖို့နဲ့ဘာလို့ပဲဖြစ်ဖြစ်မလုံးပေးခေါ်တာတွေကိုမယုံကြဖို့တတိပေးလိုက်ရပါတယ်။အဆုံးထိကြည့်ပင်လို့အလုံးကျေစွတ်တင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။မိသားစုဘဝလေးကိုပျော်ပျော်ရွှင်ရွှင်တည်ဆောက်ဖို့ကြိုးစားခဲ့ပေမဲ့ နောက်ဆုံးမှာပြဖြစ်သွားခဲ့ရမိသားစုနဲ့မင်္ဂလာပါပရိသတ်ကြီးတို့ရဲ့လူရည်ရဲ့နောက်ဘဝဟာနောက်10မိနစ်ထပ်ပုံတီချရဲဆိုတာကိုဒီမိသားစုလေးကလက်တွေ့ပါပဲ။မနေ့ကဇွန်လ12ရက်နေ့မှာတော့အားလုံးတည်းရဲ့အတိုင်း242ဦးလိုက်ပါလာတဲ့အိန္ဒိယလေကြောင်းလိုင်းကလေယာဉ်181ဟာဘီးတိန်သွားဖို့အတက်မှာပြတ်ကျခဲ့ပါတယ်။အဲ့ဒါအပြင်လေယာဉ်ဟာစီးကျောင်းသားတွေနေရဲ့တိုက်တန်ရဲ့ဗော်ဒါဆောင်ပေါ်ပြုတ်ကျလို့ခီးတယ်များအားလုံးနဲ့မြေပြင်ကအချို့ပါတိုက်ဆုံသွားခဲ့ပါတယ်။ ။ဒီထဲမှာတော့ရီမန်းချက်တွေအပြင်နဲ့ချစ်စရာကောင်းတဲ့မိသားစုလေးတစုလည်းပါသွားခဲ့ရပါတယ်။ဒီမိသားစုလေးတဲကဖခင်ဖြစ်သူပရာတစ်ဂျိုရှီဟာအင်ဂျင်နီယာတယောက်ဖြစ်ပြီးလန်ဒန်မှာနေခဲ့တာ6နှစ်ကြာခဲ့ပါပြီ။ဇနီးဖြစ်သူကဆရာမတယောက်လို့သိရပါတယ်။ဆော်ဝင်းအင်ဂျင်နီယာတယောက်ဖြစ်တဲ့ပတ်တစ်ဂျိုရှီဟာလန်ဒန်မှာနေရ6နှစ်ကြာပြီးမိသားစုအတွက်ပုံမကောင်းမွန်တဲ့အနာဂတ်ကိုတည်ဆောက်ဖို့အတွက် အိန္ဒိယမှာရှိတဲ့ကလေး၃ယောက်နဲ့အမျိုးသမီးတို့နဲ့ခွဲခွာပြီးတယောက်တည်းရုန်းကန်နေကြရပါအခုလိုနှစ်များစွာအကြာလိုအပ်တဲ့စာရွက်စာတမ်းတွေအစီအစဉ်တွေအားလုံးပြီးတဲ့အချိန်မှာတော့အိမ်မက်တွေအကောင့်ထဲပေါ်ဖို့အချိန်တန်ခဲ့ပါတယ်ဒါကြောင့်မဲအမျိုးသမီးဖြစ်တဲ့ဒေါက်တာခွန်မီဖီယာဟာလွန်ခဲ့သော၂ရက်ကသာအလုပ်ထွက်စာတင်ပြီးအနာဂတ်အတွက်တက်ကြွစွာအထောက်ပိုးပြင်ဆင်ခဲ့ပါတယ်အဲ့ဒီကနေမဏိကာမနက်မှာတော့မိသားစု900လောက်ပျော်ရွှင်တက်ကြွစွာအနာဂတ်အိမ်မက်များစွာနဲ့လင်းရင်ပေါ်တက်ခဲ့ပါတယ် ဒါကတော့လင်းရေပေါ်ကနေဆက်ဖီရိုက်ပြီးဆွေမျိုးမိဘတွေကိုပို့ခဲ့တဲ့နောက်ဆုံးတပ်ပုံလေးပါ။ဒါပေမဲ့လည်းသူတို့ရဲ့အိမ်မက်တွေအကောင့်ထဲမပေါ်လိုက်နိုင်ပေ။ဒီကနေ့မှာတော့တရားမှအသက်မရှင်လိုက်ပါဘူး။မိနစ်ပိုင်းလေးမှာပဲတပိုးအလုံးစာရုံးကန်စူးစမ်းခဲ့သမျှကိုစွန့်လွတ်ထားခဲ့ရတာဖြစ်ပြီးစူးစမ်းထားတာမှန်သမျှအားလုံးမိလောင်ပြီးပြအဖြစ်အသိပြောင်းသွားခဲ့ပါ යි ။ဒါကြောင့်ဒီပို့ကိုရေးရရည်ရွယ်ချက်ကတော့အားလုံးကိုသတိပေးခြင်းလိုပါပဲ။ဘဝမှာဘာတွေဘယ်လိုရည်ရွယ်ကြံစီစူးစမ်းနေစေအောင်ပြီးမြောက်အောင်မြင်အောင် အရာအားလုံးဟာအဆုံးသတ်ခြင်းနဲ့ကြိုးလေးတမြင်စာပဲဝေးပါ යි ဘဝဆိုတာတကယ်ကို နုနုလေးပါနောက်ဘဝဟာနောက်တစ်မိနစ်ထက်ပိုတည်ချပါ යි ဒါကြောင့်ပျော်ရွှင်မှုတွေကိုဘာအကြောင်းနဲ့မှ နောက်မရွှေပါနဲ့ဘယ်အရာမှမတည်ချပါဘူးလူတွေကငွေနောက်ပဲလိုက်နေကြ යි အချိန်မရွေးသေးရဲ့အောင်တည်ကြည်တယောက်ကိုကြိုတည်ပြစ်စစ်ထားဖို့မိနေတတ်ကြပါ යි ကိုရှာထားသမျှဘာမှယူသွားလို့မရတာကြောင့်ယူသွားလို့ရတဲ့ကုသိုလ်များများစုပါအခုဒီဗီဒီယိုကြည့်နေတဲ့တင်လေးတံဝေကယူပါ မနက်ပြန်ထက်နောက်ဘဝကပိုနေရင်ဒါကြောင့်အလုံးလေးငွေနောက်ကိုအချိန်ပေးလိုက်နေမယ့်အစားမိသားစုစုံစုံလင်လင်နဲ့အတူရှိနေတဲ့အခိုက်လေးမှာပဲပျော်အောင်နေကြဖို့တတိပေးလိုက်ရပါတယ်။အဆုံးထိကြည့်ပေးလို့အလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ကလေးတငယ်တွေကိုရှင်နီအောင်လုပ်ပြီးညခေါ်သွားတာကိုခံခဲ့ရတဲ့ကလေးလေးမိင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ခုလက်တလုံးမှာတော့မနက်မိုးလင်းလို့ Facebook ဖွင့်ကြည့်လိုက်တိုင်းစိတ်မချမ်းမြေ့စရာကတော့လူပြောက်တရေမျိုးပဲဖြစ်ပါတယ်။ နေစဉ်နဲ့အမျှလူကြီးလူငယ်မရွေးပျောက်ဆုံးနေကြတာဖြစ်ပြီးခလေးငယ်လေးပဲပို့လို့အပြောင်များလာတာပါဒါပြီးခလေးတွေကိုလိညာခေါ်ဆောင်သွားပြီးမိဘတွေကိုငွေညစ်တာတွေပြန်ပြီးဆွဲတာတွေလည်းရှိလာသလိုခလေးငယ်လေးတွေကိုငွေရတာနဲ့ကြုံတဲ့နေရာမှာစွန့်ပြေးခဲ့တဲ့တရင်တွေလည်းများစွာတွေ့လာရတာပါနောက်ပြီးခလေးတွေကိုချင်းကပ်ပြီးအလုံးနဲ့ဆွဲကာခေါ်သွားကြတဲ့သူတွေလည်းများစွာရှိပါတယ်ဒါကိုအယုံလွဲခလေးတချို့ကတော့အစီအပြေမဲ့အထင်နဲ့လိုက်သွားကြပြီး တပတ်မှာမိဘတွေကစိတ်ပူတော့ကရောက်နေကြရတာပဲဖြစ်ပါတယ်။အခုတခါမှလည်းအပေါင်းတင်ကဆွဲတာကြောင့်တားငယ်လေးတရားပါသွားကအခုချိန်ထိရှာမတွေ့ဖြစ်နေကြရတာပဲဖြစ်ပါတယ်။ဒါကြောင့်အရန်ကိုစိတ်ပူနေတဲ့မိဘတွေကတော့ကုညီကြပါဦး။ကျမသားလေးမောင်ဥက္ကာပြုကတော့မိဘတွေကိုကားဝက်ရှော့မှာအလုပ်လုပ်ချင်တယ်ပြောလို့အမေဖြစ်သူကလိုင်းသားယာကအလုပ်ရှင်နဲ့တိကျအထားခဲ့ပါတယ်။ခဏရဲ့6လ2025ရက်နေ့ကထားခဲ့ရပါ။ 6ရက်6လ2025ရက်ကရှိပါသေးရဲ့အဲ့ဒီညမှာသူတငယ်ချင်းဆိုလာအလုံးလုံးဖို့ရောက်လာပါ යි တိန်ထေဝင်လို့တော့ပြောတယ်ဒါကိုဘသူလဲလို့သူ့ကိုအလုံးရှင်ကမေးပါ යි အေကာစားလို့သူပြောတဲ့စကားတွေကိုမတင်ခါဘူးအလုံးရှင်ကတိတ်သဘောမကြဘူးလို့ပြောပါ යි အေကာနေသားတငယ်ချင်းဆိုရဲကောင်းလေးရမနက်မိုးလင်းတာနဲ့ထွက်ပြေးသွားခဲ့ပါ යි ဒါလေးကိုဘာရီမှားသားလဲမသိပါဘူးဒါကမနက်ကြအလုံးမစင်မဲ့ ဘိုက်အောင်နေဆိုပြီးစီးသွားဝင်မယ်ပြောကပတ်စံတတောင်ခြေပြီးထွက်သွားခဲ့ပါထွက်သွားတာနေ့လေ7နိုင်လောက်ကပါတနိုင်လောက်ကျတော့သူ့အလုပ်ရှင်စီကဖုန်းဆက်ပါအကျိုးကြောင့်ပြောပြလို့ကျမသားလေးစီဖုန်းဆက်တော့သားလေးကသူမဟုတ်တယ်လို့ပဲသားစီရဲ့မှာမျက်စိလဲနေလို့အခုပြန်လာပြီးအမေအလုပ်ရှင်ကိုပြောပြပါဆိုလို့ပြောပြခဲ့ပါနောက်နိုင်ဝက်ထက်ကျတော့အလုပ်ရှင်ကကျမသားရှောင်းမလာဘူးတဲ့ကျမဒါနဲ့ဖုန်းထက်ဆက်တော့ဆက်ပိတ်သွားပါပြီခေါ်လို့လုံးဝမရတော့လို့ပါ သူ့လောက်ကလိုင်းသားရတစ်ထိတ်တပင်ရွှေထီးလမ်းမှာဖြစ်ပြီးအလုံရှင်ကလည်းကားနဲ့ပတ်ရှာပြီးမတွေ့တော့လို့ပါဝက်ရှော့ဘီကကိုရံဆိုင်မှာဈေးဝယ်ရင်းနဲ့ပြောသွားတာကတော့ရှမ်းပြည်ကိုသူ့တငယ်ချင်းနဲ့အလုပ်သွားလုပ်မယ်ဆိုပြီးပြောသွားခဲ့တာပါအဓိကတော့သူတငယ်ချင်းဆိုသူကကလေးကိုခေါ်သွားတာဖြစ်ပြီးမိဘတွေလည်းအရန်စိုးရိမ်နေရပါသူ့တော်တွေလည်းဟိုအဝေးကနေစိုးရိမ်ပူပန်လို့နေကြပါ යි ရှင်ကူပြီးတော့ရှယ်ပေးကြပါဦးကျမသားလေးဖေးခင်ပါစေတွေ့ရင်ဒီဖုန်းနံပါတ်39 0998648223ကိုအကြောင်းကြားပြပါအောင် ဆိုပြီးအကူအညီတောင်းလာခဲ့တာပဲဖြစ်ပါတယ်။အားလုံးလည်းဘသူကကအယုံမလွယ်ကြဖို့နဲ့ဘာလို့ပဲဖြစ်ဖြစ်မလုံးပေးခေါ်တာတွေကိုမယုံကြဖို့တတိပေးလိုက်ရပါတယ်။အဆုံးထိကြည်ပင်လို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။